လာပါဒီနေ့ဇွန်လ10ရက် Federal Fair နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ထားနိုင်ငံမှာမြန်မာလောက်တာမြို့တမီတူကပေါ်အားပြောက်ကြပြီးတော့ယထာစိတ်ခရလိုရေမောက်တူကိုစစ်ဆီးနေတဲ့သတင်းတမှုခရိုင်ပကဖရေဘော်ရီအတန်ခရမှုအိဒီယာဘက်ကအကြောင်းမပြန်သေးတဲ့တင်လူထုတာမရှိရင်ဘာမှလောက်နိုင်မှာမဟုတ်ဘူးလို့ KNDF ဒုစီဦးစီးချုပ်မောင်ကြီးပြောကြားတဲ့တင်စာဖက်ဒရယ်ဖိုင်ယန်နစ်စီတင်တွေကိုကြားကြရမှာပါ ထိုင်းနိုင်ငံဆမုဆခေါခရိုင်မဟာချိုင်မြို့မှာမြန်မာလောက်တာအမျိုးသမီးတဦးယထာချက်ခရရာကြောင့်ပွဲချိန်ပြီးတိစောက်သားခက်ကရေမောက်တူကိုတက်ဆိုင်ရာတွေကစုံစမ်းစစ်ဆေးနေတယ်လို့ထိုင်းနိုင်ငံလူမှုကူညီရေးပရဟိတလှုပ်ရှားနေသူကိုရိုက်ကဖက်ဒရယ်ဖန်ကိုပြောပါတယ်။တိစောက်သွားတဲ့အသက်နဲ့ဆက်ရှိနေရွယ်မဖြစ်ဖြစ်ဟာဆက်ရုပ်လောက်တာတဦးဖြီးပြီးတော့အလောက်ကပြန်အခြားလောက်ဖို့ကြိုက်ဖက်တွေနဲ့တူကားနဲ့ပြလာချင်းမှာရေမောက်ကယထန်လောက်ကိုဖြတ်မောင်းရမှာကြောက်လာပြီးတော့ ခုတ်ချရာကနေယထာကြိုက်ခံရလာလို့သိရပါတယ်။အစောပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အတက်53နှစ်အရွယ်ရင်မောက်သူခွန်ရှန်ကတော့တူကာကိုအချိန်မီဖြတ်နိုင်မယ်ဆိုတာသိချလာကြောင်းဖြတ်ရချင်းဖြစ်တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။တိဆောက်သွားတဲ့မြို့တမီတူရဲ့ရုပ်လက်ကိုစမုစခွန်ဆင်းရုပ်ကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။မြန်မာအိန္ဒိယနဲ့ဆက်ကမန်ကြီးကျေးရွာနီးကိုယာယီစကားပြောရွှေ့ထားတဲ့ တမှုခရပီတုကကွာရေးတဖွဲ့ဝေဆဲဥကိုအေဒီယာနေဆက်လှုပ်ချွေးတဖွဲ့အတာရာဖေတကံပြီးခဲ့တဲ့မေလ14ရက်နေ့မှာဖန်စီတက်ဖြတ်ခဲ့ပြီးအေးအေးယူဆောင်ရွက်ပေးဖို့တောက်ဆူချဲတွေကိုအေဒီယာဆိုရဘက်ကအကြောပြန်ချင်းမရှိသေးဘူးလို့သိရပါဗါဒပကဖာရေဘောဆဲဥကိုမနီပူနယ်ချန်တာခရိုင် အတန်ရာဖဲတက်ရင်ကပြီးခဲ့တဲ့မေလ14ရက်နေ့မှာဖန်စီတက်ဖြတ်ခဲ့ပြီးမေလ16ရက်နေ့မှာရောက်လာရပြပို့ခဲ့ပါရယ်အခုလိုဖန်စီတက်ဖြတ်မှုအပေါ်အမှုမှန်ပေါ်ပေါ်အောင်ဆောင်ရွက်ပေးဖို့နိနန်တူတွေအတွက်နိနာကျေးပေးဆောင်ဖို့နဲ့အလားတူဖြစ်ရက်တွေမဖြစ်အောင်တဖက်တန်းနဲ့မြေချန်စီယုတ်ကာရာတွေကိုရက်ဆိုင်ဖို့စားတဲ့အချက်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရ Energy က ADR အစိုးရဘက်ကိုတိုက်တွန်းထားပါရယ် အန်ယူဂျီနိုင်ငံရေးဝန်ကြီးဌာနကအေဒီယားနိုင်ငံနဲ့ဆွေးနွေးနေတယ်လို့ထုတ်ပြန်ထားပြီးဖက်ဒရယ်အဖန်ကဆက်တွယ်မေးမြန်းတဲ့အချိန်မှာဖြေကြားဖို့အစီအစဉ်မရှိသေးဘူးလို့ Press Africa သတင်းအကြောင်းပြန်ပါတယ်။ဂရီနီပြည်အတွင်းစစ်အာဏာတိုက်ပြီးနောက်စစ်အာဏာရှင်စနစ်ကိုတော်လှန်တိုက်ခိုက်ဖို့အတွက်ပေါ်ပေါက်လာခဲ့တဲ့ဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF ဟာပြည်သူလူထုထောက်ပံ့မှုနဲ့ KNDF ဘက်မှယက်တည်မှုမရှိရင် ဘာမှဆက်လုပ်နိုင်မှာမဟုတ်ဘူးလို့ KNDF ရဲ့ဒု COC ချုပ်မာဝီကပြောကြားလိုက်ပါတယ်။ KNDF တီထောက်တာလင်းနီပြည်ပြည်ဖြစ်တဲ့မနိကမေလာ37ရက်နေ့မှာဒု COC ချုပ်မာဝီကလူမှုကွန်ရက်ကနေတဆင်မိခုံပြောကြားခဲ့တာဖြစ်ပါတယ်။ KNDF တီထောက်တာကနေစပြီးဒီနေ့အချိန်ထိမှဆိုရင် KNDF အတွင်းတည်ရင်35ရက်အထိဖွဲ့စည်းနိုင်ခဲ့ပြီးဘျူဟာကိုခုနဲ့စနေတကြားကုကဲဆောင်ရွက်နေတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ KNDF ကို Greeny အမျိုးသားတန်းတူရင်စီလုံးညီညွတ်ရင် Greeny ပြည်ကိုပိုင်ပြတ်ထန်ခွေရရှိရင်လည်း Federal ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်ဖြစ်ပူပေါင်းဆောင်ရွက်ရေးစရဲရင်မှချက်တွေနဲ့ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကကမ္ဘောဒီးယားနဲ့ပူးတွဲထားတဲ့နယ်စပ်စစ်စင်ရေးဂိတ်ချက်ပွိုက်16ခုကိုပိတ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေကို ထိုက်တက်မတော်ကငေးဆူလိုက်ပြီးတော့လောချိုရီကိုထိခိုက်လာတဲ့အချိန်ဒီမှာဒါနက်ဆက်ကယ်ရီကိုပိတ်သွားမှဖြစ်တယ်လို့ဆိုပါတယ်။မီလာနဲ့ဆက်ရှိရကထိုင်းကမ္ဘောဒီးယားနဲ့ဆက်အငေးပွားနေတယ်။ဒေတာတခုမှဖြစ်ပွားခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေအချင်းချင်းပြစ်ခတ်မှုမှာကမ္ဘောဒီးယားစစ်တပ်တအူးတေဆုပ်ခဲ့ပြီးတဲ့နောက်မှာနက်ဆက်ကယ်တွေပိတ်လိုက်ပြီးဆိုတဲ့တဲ့င်းလူမှုကွန်ရက်နဲ့မီဒီယာတွေမှာပြန့်နှံ့လာတာဖြစ်ပါတယ်။ ်ထိုင်းဝကြီးချုပ်ပေထုတ်တန်ရှင်နဝက်ကတော့နေဆက်ပြဿနာကိုအနိကစောက်ကြည့်နေတယ်လို့ဘကပိုးတတိမှာဖော်ပြထားပါတယ်။ဒီသတင်းကိုဘကပိုးတတိဌာနကိုကိုကဖော်ပြထားတာပါ။တောင်ကိုရီးယားနိုင်ငံမှာတမန်တော်ရဲ့အာဏာတိုက်ဖို့စ조사ခဲ့တဲ့ဖြစ်ရပြီး6လကြာဇူလ10ရက်နေ့မှာတမန်တော်အတိကိုရွေးချယ်မဲ့ပြီးတော့မှဖြစ်ပြီးတော့ အဲ့ဒီရွေးချယ်ရေးဟာနိုင်ငံရဲ့ဒီမိုကရေစီအနေကနဲ့တောက်ကိုရီးယားရဲ့နိုင်ငံတကာဆက်ဆံရေးအပေါ်အရေးပါတဲ့တက်ရောက်မှုရှိလာမယ်လို့ CNN တင်းမှာဖော်ပြထားပါတယ်။ဒီမိုကရက်တစ်ပါတီကရွေးကောက်ခံသမ္မတလောင်းလီဂျင်မြောင်နဲ့ကွန်ဆန်ဘေးတစ်ပါတီ PPP ကကင်မွန်ဆူရကနမဲကြီးစောရွေးကောက်ခံတွေဖြစ်ကြပြီးအမျိုးသမီးတွေတော့တဦးမဝင်မပြိုက်ဘူးလို့လည်းသိရပါတယ်။သမ္မတဟောင်းယူဆော့ယူကပြီးခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့မှာအာနာတိုက်ဖို့ကြံစီပြီး CEO ချုပ်ရေးကြေညာခဲ့တဲ့အတွက် ရထုကဖေရှားခံရပြီးအမှုရဆိုင်ရတာဖြစ်ပြီးတော့အခုတမရတိရွေးချယ်ဖို့ရွေးကောက်ပွဲကျင်းပတာဖြစ်ပါတယ်။ဒီသတင်းကို CNN သတင်းဌာနကသတင်းကိုကိုကဖော်ပြထားတာပါ။မလေးရှားနိုင်ငံမှာလင်စိတ်ခံယူမှုကွဲပြားသူ LGBT ယူတွေရဲ့အခြေအနေတွေကိုဆွေးနွေးဖို့ပြုလုပ်မဲ့တွေ့ဆုံပွဲ forum တခုကို online ကပြည်သူတွေကကန့်ကွက်တာနဲ့အစိုးရအရာရှိတအူကပြပင်းထထန်ဝေဖာလာကြောင်းပိတ်တိတ်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံဟာအစ္စလာဘတ်တရားကိုအခြေခံအုပ်ချုပ်ရနိုင်ငံဖြစ်ပြီးလေတူနီတဲမှုကိုပြပြင်းထန်ထန်တာမီထားတဲ့နိုင်ငံဖြစ်ပြီးတော့လေစိတ်ကွဲပြားသူတွေပြုလုပ်ဖို့စစ်စင်ထားတဲ့ forum ကိုအွန်လိုင်းမှာကြီးညာလိုက်တဲ့အချိန်မှာမကောက်တဲ့မှတ်ချက်ကအတဲ့တရချစ်ချောင်းမှုတွေနဲ့မလေးရှားတော်ဝေရတပ်ဖွဲ့ကိုတက်တွဲထားပြီးတော့ပွဲကလူတွေကိုဖန်ဖို့လှောက်ဆော်တာတွေနဲ့အစိုးရအရာရှိတဦးရဲ့ကုချင်းတရားစံနှုန်းကိုတွေ့ဖဲတဲ့ပွဲဆိုတဲ့မှတ်ချက်စကားကြောင့်ပွဲကုန်မကျင်းပတော့ပဲဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။ ဒီလိုဖြစ်ပြက်ကြောင်းလင်စိတ်ကွဲပြားသူတွေရဲ့နာကမှာပို့ပြီးဖိနှိပ်ခံရမှာကိုစိုးရိမ်နေကြတဲ့သူလည်းရှိပါတယ်ဒီသတင်းကိုတော့ဘကပိုးသတင်းဌာနကိုကိုကာတင်ဆက်ထားတာပါဒီနေ့ဆိုလာတရဲ့ဖန်ဒရယ်ဖယန်နေ့စသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်ဆိုလာပွဲပါခင်ဗျာ